ကစီဗျူချန်နယ်တွေကပြန်လာကြိုးစားပါဗျာနော်နေပါလေပြောချင်ရယ်ဆိုတော့အီရန်အစ္စရေးကိုပြောချင်တာပေါ့နော်ကျွန်တော်ပြောချင်တာတော့မဟုတ်ဘူးကျွန်တော်အရှင်းဆုံးပြောတာနော်ကျွန်တော်မြန်မာနိုင်ငံအတွက်အကြောင်းပဲပြောချင်တာဒါပေမဲ့ပတ်သက်ပတ်သက်နဲ့ဆက်ဆက်တွေးထူအောင်မယ့်အရာတွေပေါ့နော်ကျွန်တော်အဲ့ဟိုအိန္ဒိယလေးမြန်ပါနော်အိန္ဒိယလေးမြန်ပြကြာနေနော် အစ္စရေးယာအီရန်ကိုတိုက်ခိုက်တာအီရန်အစ္စရေးကိုတိုက်ခိုက်တာကျွန်တော်လည်းမြင်လာကြတာပေါ့ဗျာဒါမဲ့သူတို့လည်းသူတို့နိုင်ငံကြီးသူတို့လုံနေဗျာကျွန်တော်နိုင်ငံလည်းကျွန်တော်နိုင်ငံကြီးလုံရမှာပဲလေကျောရှိမှလည်းရက်တင်တာကြီးကလုံတင်တာကြီးလုံရမှာအများကြီးပဲချက်ချင်းလေးပဲနော်သူတို့လည်းသူတို့လုံရမှာရရမှာသူတို့တိတယ်နော်အခုဘယ်လောက်ထိတိတုံးဆိုအမေရိကန်နဲ့ရုရှားတော့မှခင်ဗျာဖုန်းနေချက်ချင်းခေါ်တရုတ်တရုတ်ကလည်းချက်ချင်းရှုံချပြူဝါးတကားတားရေးကြီးသွားပြီနော် ပရမသောရုရှားယူကရိန်းကဒါအရေးကြီးတာအဲရုရှားယူကရိန်းရေကိုခင်ဗျာပူတင်တို့ကနောက်မှဆွေးနွေးမယ်ငါတို့ဒီအီရန်နဲ့အစ္စရေးကိုအရင်ဆွေးနွေးမယ်ဆိုပြီးတော့အဲ့လောက်ထိကိုအရေးကြီးနေနော်ကျတော့သူတို့ကသူတို့ဘာကြီးကျွန်တော်တို့လက်တောက်ချောက်ပြောပါတယ်နော်သူတို့ကျွန်တော်မြန်မာမမှီသေးလားမသိဘူးကျွန်တော်မြန်မာရောင်းလိုက်တဲ့တန့်စင်ထားတဲ့နော်အဲ့ဒီ နော်ထိုင်းထိုင်းနေဂျပန်ဂျပန်နေတော့အီရန်ကိုရောင်းတာလေမမှီအောင်လားမသိဘူးနော်ရှမ်းမြောက်တွေကလက်နက်ကင်တစ်ဖွဲ့ပဲဘယ်ဖွဲ့တော့တော့ကျွန်တော်လည်းမသိဘူးပြောမှမပြောတာမပြောမှမသိဘူးလေနော်အဲ့လိုလေးရှိရဲအကြတော့ကျွန်တော်ကကျွန်တော်နိုင်ငံကြီးပဲသိဝင်သွားမှာသူတို့လည်းသူတို့နိုင်ငံကြီးပဲသိဝင်သွားမှာပဲကျွန်တော်မြန်မာရေးသိဝင်သွားနိုင်တယ်ကျွန်တော်မြန်မာရေးကလည်းနှစ်ပေါင်း80ကျော်ကြီး တော့ကျွန်တော်ကျွန်တော်နိုင်ငံဖုတ်လို့ကြည်နေရတော့နောက်ပြီးတော့ဘာတော့ဖုတ်တက်တာလည်းစိုးတာဖြစ်နေလေဘတော့မတူတယ်မှာလည်းမဟုတ်ဘူးဆိုတော့နိုင်ငံပိုင်အစအုပ်တွေပြည်စီလန်ရာပြည်စီရာလာအကုန်များဖြစ်ပြနေရအများကြီးဆိုငမွေးနိုင်ငံဆိုတော့ဘောင်းဆိုသူတို့ရေကြတော့အီရန်တို့အစ္စရေးတို့ကြောင့်အစ္စရေးကလည်းလူလန်နဲ့ပိုင်ပါတယ်လို့မကြီးညာပေမဲ့လူလန်နဲ့ရှိရဲ့ ။အီဒန်ကလည်းကျွန်တော်ဟိုးဆိုကြီးကကျွန်တော်လွန်ခဲ့တဲ့တစ်နှစ်တစ်နှစ်ခွဲလောက်မှပြောခဲ့ပြီကြာ။အီဒန်မှာနျူကလ িয়ার ပိုက်နေပြီလားဆိုပြီးတော့ကျွန်တော်တပုတ်လုပ်ပြီးဘူးလေ။ကျွန်တော်ကတော့ကြောက်ကြည့်နေလို့ဆိုမှတ်မိလိမ့်မယ်။ကျွန်တော်ပြောပြီးပြီဟုတ်တော့မှာ။အီဒန်နျူကလ িয়ার ပိုက်နေပြီလားဆိုပြီးကျွန်တော်တပုတ်လုပ်ပြီးရ။ကျွန်တော်အဲတော့အောင်မှလွန်ခဲ့တဲ့တစ်နှစ်ကလေကျွန်တော်ကခြေနေလေ။နော်အကြောဘလောက်ရည်ကြီးတော့မကြီးတော့ နော်ရုရှားယူကရိန်းစစ်တောင်မှနောက်မှဆွေးနွေးမယ်ဒီဟာအရေးကြီးရယ်ဆိုရင်အဲ့လိုဆွေးနွေးရတဲ့နေရာရောက်နေပြီနော်အကြတော့ဒါရသူတို့ဆိုသူတို့ရေးပေါ့ဗျာကျွန်တော်တို့လည်းကျွန်တော်တို့မှရေးရမှာဒါပေမဲ့ကျွန်တော်တို့ကတွေးရမှာရက်တင်တာတွေရက်လုံးတင်တာတွေလို့ဖို့တွေးရမှာအဲ့လိုမှမဟုတ်ဘူးဆိုတော့အဆင်မပြေဘူးနော်တောင်းမြော်နိုင်ငံမှာတော့ကလက်ရှိခံစားနေရတဲ့သူတွေအတွက်ရယ်နောင်လာနောက်သားတွေအတွက်ရယ်ကြည်ပေးပြီးတော့နော်ကျွန်တော်တို့ကလုံးတင်လုံးထိုက်တာတွေလုံးရက်တင်တာတွေရက်အဲ့လိုသွားမှရအောင် နော်မြန်မာနိုင်ငံပြည်သူတွေကနှစ်ပေါင်းရာရှိကြာလဲခင်ဗျာမပြီးဆုံးအမြင့်ပြည့်ရေးဆိုတာလွယ်မောင်းလွယ်တာဗျာခင်ဗျာအမြင့်ပြည့်ရေးဆိုတာလွယ်မောင်းလွယ်တာနော်တော်တော် KI ကရှင်ပေါ့နော်ငါတို့ကရှင်ပြည်နယ်မှာကရှင်တယောက်တည်းကြံတော့ငါဒါငါတို့ကရှင်ပြည်လို့ထိုင်ကုန်ပြီမထိုင်ဘူးဖွားကြီးတယောက်ပြောသွားလीကျွန်တော်တင်ပြီးသားပြီလीအကြတော့ခင်ဗျားတို့နည်းလေးတွေ့ နော်သူတို့ရေသူတို့သွားတဲ့ type ကိုတွေ့ရမှာမတွေ့ဘူးဆိုလို့နေပေါ့ဒါပဲရှိရပဲနော်လည်းမပြောတော့ဘူးနော်ကြတော့နော်ဒီတော့သောင်းဝိုင်းမတင်သေးရေးထားတဲ့ဟာလေးဖတ်ပြပြမယ်နော်ကြောဒီမှာ credit ပေးပါလေဗျာနော်ကြတော့စတော့ဆက်လိုက်ပြီတဲ့ဘလို့ဆုံးမလဲတဲ့စတော့ဆက်လိုက်ပြီဘလို့ဆုံးမလဲအစ်စရေကအီရန်ကိုစတိုက်လိုက်ပြီတဲ့ we are ready ဆိုတဲ့အီရန်လည်းပြန်တုံ့ပြန်နေပြီအစ်စရေတိုက်ခိုက်မှုကအီရန်အတွက် ထိခိုက်မှုကြီးတယ်အီရန်အဆောက်တပ်မှုကြီးအပြင်နျူကလ িয়ার သိပ္ပံပညာရှင်တွေပါကြဆုံးဂုံတယ်စစ်ဘက်ဆောက်ဦးတွေလည်းထိခိုက်လို့ဘယ်တော့ပါသွားမလဲမပြောနိုင်သေးဘူးဒီလိုပဲအီရန်ရဲ့တုံ့ပြန်တိုက်ခိုက်မှုကလည်းအတိုင်းအတာတစ်ခုဒီအစ္စရေးကိုထိခိုက်တယ်အစ္စရေးနိုင်ငံကအီရန်နိုင်ငံနဲ့ရှင်ရင်အဆုံးထွက်လောက်ပဲရှိတယ်။အစ္စရေးရဲ့အိုင်ယွန်ဒုံးစနစ်ကလည်းခုနောက်ပိုင်းယာနုံမြေစိတ်မရှာရတော့ဘူး။ဒါကြောင့်အီရန်ယီမန်လက်ဘရွန်တို့က ရှိသမျှဒုံးကြီးတွေနဲ့ဝိုင်းတိုင်အစ္စရေးနိုင်ငံပြန်ကြသွားနိုင်တယ်။ပဲအစ္စရေးကိုအမေရိကန်ပေးထားတဲ့လက်နက်တွေနဲ့အစ္စရေးပိုင်တဲ့နယူရီနဲ့ပြန်တိုင်အီရန်လည်းအကုန် ပြန်ကြသွားနိုင်တယ်။ဒါကြောင့်ဘာလို့အဲ့ဒီလောင်းကိုရေးကြတာလဲ။စစ်ကအခုမှစရုံရှိသေးတယ်။အစ္စရေးဝင်ကြီးချုပ်ကစစ်ပွဲကြမယ်လို့ပြောတယ်။တို့ပေမဲ့အတီးပြူလို့မရတဲ့သတင်းတွေအရအစ္စရေးဝင်ကြီးချုပ်နေတန်ယာဟုကအစ္စရေးမှာမရှိတော့ဘူးရှောင်နေပြီလို့ဆိုတယ်။ဟုတ်ကဲ့အစ္စရေးဝင်ကြီးချုပ်ကပြဿနာရှာ ပြဿနာဆရှာပြီးဣသရေပြည်သူတွေကိုခံကြားဆိုထိုးသွေးခဲ့တဲ့ပုံပဲအီရန်ရဲ့နယူစီမန်ငင်းကနောက်ဆုံးလိုမရတော့တဲ့အခြေအနေကိုရောက်နေပြီဣသရေကပြောတယ်အီရန်ကနယူတန်ပြတ်မှုကိုဆက်လုပ်မယ်လို့ပြောတယ်ဣသရေကလည်းအီရန်နယူနယူလက်နက်မရစေဖို့အီရန်ကလည်းရာတီတီဆက်လုပ်မယ်တဘောကတော့အဆုံးထိရင်ဆိုင်ကြမယ်ပေါ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်က နှစ်နိုင်ငံလုံးဘာမှမကြံတော့တဲ့အထိမဖြစ်ခင်ရက်ကြဖို့ပြောတယ်တကယ်ဖြစ်ရင်နှစ်နိုင်ငံလုံးပြည့်စည်သွားမှာပါအသေးကြပါပဲအီရန်အနေနဲ့အပေးယူတခုလုံမလားအစ္စရေးရဲ့ပိုကျန်းတဲ့တိုက်ခိုက်မှုကိုရင်ဆိုင်မလားဆိုလို့လဲအမေရိကန်သမ္မတထရန့်ကပြောတယ်အမေရိကန်ကမဟာမိတ်အစ္စရေးကို ကာကွယ်ပေးမယ်ကာကွယ်ပေးမယ်လို့ဆိုတယ်အီရန်ကလည်းရုရှားရဲ့အကူအညီကိုယူပြီးနျူလက်နက်ကိုရတဲ့အထိလုံမယ်ဆိုအရှုံးပေးမှာမဟုတ်ပဲဆက်တိုက် ဆက်တိုက်လိမ့်မယ်ရုရှားဒါမှမဟုတ်တခြားမွ슬င်နိုင်ငံတွေရဲ့အကူအညီမရရင်တော့အီရန်ဆက်တိုက်ဖို့စဉ်းစားရလိမ့်မယ်ဘေးကမွ슬င်နိုင်ငံတွေအရင်ရှောက်ရကြစစ်ပွဲလို့ဝင်ပါမလားဆိုတာတဏှာဖြစ်เสียပဲနိုင်ငံကောင်းဆောင်တွေရဲ့မိုင်းမဲမှုကြောင့်နိုင်ငံပစ္စည်းရလမ်းကြောင်းလမ်းကြောင်းပေါ်လာတယ်နှစ်ဖက်စလုံးရဲ့အပြောတွေအရပူဆန်းတက်တဲ့လက်နက်တွေပိုင်ထားကြပြီလို့တွေးလို့ရတယ်ဘလောက်ထိဆက်ပြတ်မလဲဘသူတွေခံမနိုင်မလဲစောင့်ကြည့် နေကြရုံသာတက်နိုင်ရဲ့မုံအာဃာတတွေကဘသူကိုမှရှင်သန်စီမှမဟုတ်ဘူးမိုးတက်စီ15.6လ2025မိဟုံဟုံတောက်သွားမယ်ဒုံးကြီးနဲ့ဆက်တိုက်ခိုက်ရင်အီရန်မြို့တော်တီဟီယန်မိဟုံတောက်လောင်သွားလိမ့်မယ်လို့အစ္စရေးကာကွယ်ရေးဝန်ကြီးကတ်ကပြောတယ်ကြည်ရတာအစ္စရေးအတွက်အီရန်ရဲ့တုံ့ပြန်တိုက်ခိုက်တာထိရောက်မှုရှိတယ်လို့ယူဆရတယ် တက်လာတဲ့သတိနေရာအစ်စရေ၃ရောက်သုံရှုံပြီးဒါသင်ပေါင်းများစွာထိခိုက်ကြရရတယ်လို့ဆိုတယ်။ EM 86ရောက်ထက်ဆိုင်တော့မပြောပါတော့ပြီးပါဘူး။အခုလိုချိန်ချောက်ပေမဲ့ EM တိုက်ခိုက်နေတာမရက်ဘူး။ EM မှာအပေါ်ဆုံးက drone နဲ့ drone ကြည့်လို့ပြောလို့ရတော့အောင်နိုင်ငံကိုပိတ်ဆို့ကြတဲ့ကအဲ့ဓာရီပဲထိုင်ထုတ်နေတာ။ရုရှားကယူကရိန်းစစ်မှလို့တန်ကြီးတက်ပြီးထင်းထင်းသေးကုံမဲ့ဒုံးကျည်တွေအများကြီးကိုအီဒန်တို့ သွန်ပြသဘောနဲ့ဣဇရေကိုလက်ဆောင်ပေးနေတယ်ဣဇရေကပြောင်းကိုဒုံးနဲ့သွားထိုးတာကိုအီရန်ကဣဇရေအီရန်နဲ့ဣဇရေကတမိုင်းညံဘက်တွေဘယ်သူမှန်လဲဆုံးဖြတ်လို့မရတဲ့နိုင်ငံတွေအခုချိန်မှာနိုင်ငံတစ်ခုပျောက်သွားလဲနောက်ပြန်ပေါ်လာပြီးပြန်ဖြစ်ကြအောင်ပါပဲအဲ့လိုဖြစ်လာတာနှစ်ပေါင်း3000ကျော်ပြီဘာသာရေးအခြေခံတွေလဲအာဂါရာတွေခြေလိုက်ပြီး အမုံလက်စစ် မကန်းကြတော့မှအေးသွားမဲ့အနေအထားမျိုးဖြစ်တယ်နိုင်ငံလုံးလဲတစ်ဖက်နိုင်ငံပျောက်သွားတဲ့အထိဖြစ်ကျင်နေကြတယ်မပြောကောင်းမဆိုကောင်းနှစ်နိုင်ငံလုံးပျောက်သွားမှအေးသွားမလားမပြောတတ်ဘူးအစ္စရေးကနေဓာတ်ရိုက်သတင်းတင်ဆက်နေတဲ့ BBC ကလည်းအစ္စရေးထိခိုက်မှုရှိတာတွေပြနေကြတယ်အစ္စရေးကဝေးဝင်ကြီးပြောတဲ့တီဟီယန်မိဟုံးဟုံးတောက်သွားမဲ့ဆိုတဲ့ကိစ္စကအပြောနဲ့ရှင်းချောက်တာမရှင်းနိုင်ဘူးလို့သတိပေးတာဖြစ်နေတယ်သူတို့မှအဲ့ဒီလိုလုံးနိုင်စွာလက်နက် ရှိလိမ့်မယ်အစ္စရေးကအစ္စရေးရဲ့တရုတ်ကအစ္စရေးရဲ့နျူကလ িয়ার အဆောက်အုံတွေကိုတိုက်ခိုက်တာအစိတ်တွေပြန့်နှံ့လာမှစိုးရိမ်ပြီးအစ္စရေးနောက်ထပ်အနေရောင်မြင်းကိုထတ်ကျော်တာလို့ပြောတယ်အီရန်ကစတိုက်တာကပရမအကျင့်ကျော်တာပေါ့အီရန်ကိုစတိုက်တာကပရမအကျင့်ကျော်တာပေါ့ရုရှားရော တရုတ်ရောအီရန်ကိုထောက်ခံကြတယ်ကြီးငါးကြီးတဲ့ကပြင်သစ်တဲ့အင်္ဂလန်ကယူကရိန်းကိုမြောက်ပေးနေလို့ သူ့နိုင်ငံမှာပြောင်းအောင်စိတ်ပူနေရတာအာရုံဝင်မရှောင်နိုင်ဘူးအစ္စဒေးကဣရန်ကိုဘုံကျဲတာလင်းအစစ်မြေကျော်စံချိန်ချင်းတိုက်ခိုက်ခဲ့တာလို့ဆိုတယ်ဣရန်ဘက်ကလည်းအမေရိကန်ရဲ့အစစ်မြေဆုံး F35 လေယာဉ်ကိုဖြစ်ချခဲ့တယ်အပြည့်စည်စိတ်ပိုင်းတွေကိုလည်းပေါ်ပြရတယ်ခုံထွက်ခဲ့တဲ့လေယာဉ်မှုကိုလည်းဖမ်းမိထားတယ်လို့ဆိုတယ်ဟုတ်ခဲ့ရင်အမေရိကန်ရဲ့ F35 တိုက်လေယာဉ်ကိုဣရန်ပထမဆုံးပစ်ချနိုင်ခဲ့နိုင်တဲ့သူဖြစ်နေမယ်ဣရန်အစ္စရေးကဆက်ဖြစ်နေအောင်ပါ အစ္စရေးကလည်းခံမမဟုတ်တယ်လို့အီရန်မှလည်းအီရန်မှလည်းလုံနိုင်တာတွေအများကြီးကြံသေးတယ်ဟော့စမုတ်ရေလက်ကြားကိုပိတ်လိုက်ရင်ကိုတကဘာလုံးအထိနာလိမ့်မယ်အခုရေနံဈေးတွေတက်နေပြီအစ္စရေး3ပေးနေရတဲ့အရှိနေဖြစ်နေတယ်လို့မြင်တယ်တီဟီရန်ကိုမီဟုံဟုံတောက်စီမယ်ဆိုတဲ့ကိစ္စမလုပ်သေးဘူးလုပ်ခဲ့ရင်တီဟီရန်မှမဟုတ်ဘူးအကုန်မီတောက်သွားလောက်တယ် ဘယ်နေရာတွေဘယ်ကဏ္ဍတွေမိတောက်ကုန်လဲတွေးကြည့်ကြပေါ်လောလောဆယ်လောလောဆယ်တော့တဲအဖြစ်မိတောက်နေပြီမိုးတင်စီ15ရက်လောက်လား2025စစ်ပွဲဆုံးတဲ့တင်အမေရိကန်သမ္မတထရန့်ကရုရှားသမ္မတပူတင်ကိုဇွန်14ရက်နေ့ကဖုံးဆက်ပြီးအစ္စရေးအီရန်စစ်ကိုရပ်တင့်တယ်လို့ဆွေးနွေးကြတယ်။ဆွေးနွေးတာရုရှားယူကရိန်းစစ်အကြောင်း တောင်နောက်တစ်ပတ်မှဆွေးနွေးမယ်လို့ပြောရတဲ့အထိပါအရေးကြီးသွားခဲ့တယ်ရုရှားကအီရန်ရဲ့အခြေအနေကိုတေချာဆွေးနွေးခဲ့တယ်လို့ထရန့်ကပြောတယ်အီရန်ကသူ့ကိုလာတိုက်ရင် ဟော့စမုတ်ရေလက်ကြားကိုပိတ်ပြီးအခြေအနေပိုင်းမှာရှိတဲ့အမေရိကန်စစ်ကမ်းတွေကို တိုက်မယ်လို့အစီအစဉ်အစဉ်သတ္တရပြောခဲ့တယ်အဲ့ဒီလိုမလုပ်သေးဘူးဒါကိုကြည့်ရင်လည်းအီရန်အီရန်ကိုအဲ့လိုလုပ်ဖို့မလိုသေးဘူးလို့ကောက်ချက်ချလို့ရတယ်။သဘောကအီရန်မရှုံးနိုင်သေးဘူး။ သူ့မှာအဲ့လိုလုံးစရာမလို့သေးသေးပဲနိုင်စီနိုင်တဲ့လက်နက်ရှိနေသေးတဲ့ဆိုတဲ့သဘောပဲရုရှားသမ္မတပူတင်ကလည်းထရန့်ကိုသူနိုင်ငံစစ်အကြောင်းတော်နောက်မှပြောမယ်ဆိုပြီးအီရန်လက်နက်အခြေအနေကိုကိုအရေးတကြီးပြောခဲ့တာအီရန်မှာအစ္စရေးကိုမှတ်မှုတဲ့လက်နက်မျိုးရှိနေပြီဆိုတာပြောတဲ့ပုံပဲပူတင် ူတင်တိမာပါအီရန်မှာဘာလက်နက်ကြီးနေပြီလဲလို့အီရန်မှာညူလက်နက်ပိုင်ဆိုင်နေလောက်ပြီဒါမှမဟုတ်လဲအချိန်တိုအတွင်းထုတ်လို့ရပြီလို့ယူဆရမလို့ဖြစ်နေတယ်မြို့တော့စီမယ်ဆိုတော့ပြောတဲ့အတိုင်းလုတ်တက်တဲ့အစ်စဒီဘက်ကလည်းအခုချိန်ကြီးမလုပ်သေးဘူးပြစရီဝင်းကြီးချုပ်လည်းအီရန်မှာညူလက်နက်ရှိခဲ့ရင်ဆိုတဲ့အခြေအနေကို ထက်သွင်းနေရပြီလို့ယူဆပါတယ်ထရန့်ဖြစ်နေတဲ့စစ်ကိုပရမသောအကြိမ်တို့ကလို့အီရန်စိတ်ကြည်နေတဲ့အထိလက်ထုတ်ပြန်ခွင့်ပေးပြီးနှစ်ဖက်စလုံးကိုရုရှားအကြိမ်တို့ကလို့အီရန်စိတ်ကြည်နေတဲ့အထိလက်ထုတ်ပြန်ခွင့်ပေးပြီးနှစ်ဖက်စလုံးကိုရုရှားအမေရိကန်ကပြန်ထိမ့်မဲ့ပုံဖြစ်နေတယ်မထိမ့်နိုင်တော့အစောင်းကုန်တိုက်တဲ့အထိရောက်သွားမှာပဲအဲ့ဒီလူသားဆိုရုရှားအမေရိကန်တို့ကမယုံတာပဲပါလာရနိုင်တယ်မြောက်ကိုရီးယားကအီရန်ကိုချင်းလျှောက်တာလက်မခံဘူးဆိုတော့ တရင်တစ်ခုတွေ့လိုက်ရတယ်တရုတ်ကဣသရေနိုင်ငံရေးဝန်ကြီးကိုဖုံးဆက်ပြီးကျင်းနေတဲ့နိုင်ငံတော်ဆွေးနွေးပွဲနဲ့အပြေရှားတာကဣသရေအခုလို့လောက်တာလက်တင့်မခံနိုင်ဘူးလို့ဝန်ကြီးကဣသရေနိုင်ငံရေးဝန်ကြီးကိုပြောတယ်စစ်နဲ့ပဲဖြစ်ချင်းလို့ပြီးမှမဟုတ်ဘူးလို့လည်းပြောတယ်ဖော်ပြထားတာဒီကတော့တော်တော်များများကျင်းထားတယ်လို့ပြောပြတယ်ဣသရေကိုအမေရိကန်ပေါ်ပေါ်တင်းတင်းထင်သလောက်မထောက်ပံ့ဘူး ဆိုရင်တာမန်တမယူကြလက်နက်နဲ့အီရန်ကိုနိုင်အောင်တိုက်ဖို့မလွယ်နိုင်တော့ဘူးအီရန်ကိုတိုက်ခိုက်တာနျူလက်နျူလက်နက်အစောက်အုံပေါ်ပဲအပေါ်ရံပဲထိခိုက်တာအ ਨੇ ဆုံးဘန်ကာဖြတ်ဘုံအကြီးအ ਨੇ ဆုံးပြောရရင်ပေါင်300လို့ဆိုတယ်တရာနူပြီးမှရလိမ့်မယ်အစ္စရေးအီရန်နှစ်နိုင်ငံစလုံးကစွမ်းကုန်တိုက်ခဲ့ရင် နှစ်နိုင်ငံလုံးပြည့်စည်သွားလိမ့်မယ်လူလက်နက်သုံးရင်အစိမ်းငွေတွေကဘာကိုပြန်ပြီးအကုန်ထိကိုက်မှတရုတ်ကအဲ့ဒီကိစ္စကိုအလေးထားပြောတယ်ပူတင်နဲ့ထရန့်ဆွေးနွေးသလိုအစ္စရေးအစ္စရေးအီရန်စစ်အမြန်ဆုံးရပ်တင့်နေအဲ့ဒီလိုပဲရုရှားယူကရိန်းစစ်လည်းအမြန်ဆုံးရပ်တင့်နေမြန်မာပြည်တွင်းစစ်လည်းအမြန်ဆုံးရပ်တင့်နေစစ်တိုက်နေကြတဲ့သူတွေသာစစ်တိုက်နေကြကြားပဲပြည်သူမှမကြိုက်ဘူးစစ်ကိုကြိုက်နေကြတဲ့သူတွေရှိတယ်အီရန်ပြင်သစ်ကိုတိုက်နေကြတဲ့သူတွေသာ စစ်တိုက်နေကြတာဂျာကဘယ်ပြည်သူမှမကြိုက်ဘူးစစ်ကိုကြိုက်နေတဲ့သူတွေရှိလဲအီရန်ပြည်သူတွေကိုယ်တိုင်ဆန္ဒပြပြီးအစ္စရေလကိုဘလို့လက်တုံ့ပြန်ဖို့ဆန္ဒပြနေတယ်စစ်ကိုကြိုက်တဲ့သူတွေကတော့ဘဝတစ်ချောင်းလုံးစစ်မြေပြင်နဲ့ပဲနေရတည်ကြရလိမ့်မယ်ယခုဘဝမဖြစ်တောင်တနေရာမှာကြုံရမှာပဲသူကြိုက်လို့စစ်မွေးမိတဲ့စစ်မီစစ်မီမွေးတဲ့သူတွေလည်း စ်တွင်းမှာပဲနေကြရတည်ကြရဘွားနဲ့ပဲဘွားအဆက်သက်ဖြတ်တန်းရလိမ့်မယ်ဒါသူ့ဝိတွေပေါ့စစ်ပွဲတွေလုံမရှိတဲ့သူတွေအတွက်စစ်ပွဲတွေသုံးတတ်တယ်ဘီခံရတာကဘာမှဆိုင်ညာမဆိုင်ပြည်သူတွေကြီးပဲမိုးတက်သေး16လ6လ2025နော်အကြောတော့ဘလောက်ရည်ကြီးနေယုံတော့ နော်ခမောင်မြင်တာတဲ့အရာပါပဲနော်ဘလောက်ရည်ကြီးနေတော့ဆိုတော့နော်ရုရှားကြီးယူကရိန်းကြီးတော့မစိုးနေနိုင်နောက်ပတ်မှစိုးနေမယ်နော်အဲ့ဒီနှစ်နိုင်ငံတအားဟိုရင်ဖြစ်နေရဆိုတော့